စံတန်ချိန်25တန်နဲ့အထက်ဒါမှမဟုတ်စပါးအတင်2500နဲ့အထက်တိုးလောင်ထားရှိတဲ့စံစပါးတိုးလောင်ယုံပိုင်ရှင်များမှတ်ပုံတွေလက်မှတ်လျှောက်ထားရန်လိုအပ်ပြီးပြက်ကွက်ပါကအေးအေးယူမှာဖြစ်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာစက်တန်ချိန်25တန်နဲ့အထက်ဒါမှမဟုတ် စပါတီ2500နဲ့အထက်တိုးလောင်ထားရှိတဲ့စစပါတိုးလောင်ရုံပိုင်ရှင်များဟာမြန်မာစစပါအွန်လိုင်း MIRO www.miro.com mm မှာစစပါတိုးလောင်ရုံမှတ်ပုံတင်လက်မှတ်လျှောက်ထားရယူရန်လိုအပ်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနက2024ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာအမိတ်အမှတ်80နှစ်မြင်းဆောင်2024ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း ်ဆန်စမတိုးလောင်ယုံပိုင်ရှင်များအနေနဲ့မပြတ်မကွက်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းသိရပါတယ်မြန်မာစစဘာအွန်လိုင်း MIR စနစ်မှာမှတ်ပုံတင်ထားပြီးဖြစ်တဲ့တိုးလောင်ယုံများအနေနဲ့လာစဉ်လာစန်းတရက်မှ9ရက်အတွင်း ကုံရကုံထုတ်ကုံလက်ကြံစီးရင်များကို MIR website မှာရှိတဲ့မိမိရဲ့အကောင့်မှာမပြတ်မကွက်စီးရင်ထည့်သွင်းပေးရန်ပြည်စုံမှန်ကန်တဲ့အချက်လက်များကိုတာဝန်ယူတာဝန်ခံပြီးထည့်သွင်းပေးရန်နဲ့အခါအားလျော်စွာလာရောက်စစ်ဆေးရမှာပူးပေါင်းပါဝင်ဆောင်ရွက်ရန်ထုတ်ပြန်ချက်မှာပါရှိပါသည်။တော်လာရုံမှာပုံတွေလက်မှတ်လျှောက်ထားရန်ပြက်ကွက်လျင်ဖြစ်စေ လာစဉ်ကုံရကုံထုတ်ကုံလက်ကြံစရင်အားပြည်စုံမှန်ကန်စွာတတ်မှတ်ချိန်တွင်စာဝတ်ခြင်းမရှိလင်ဖြစ်စေစီးပွားရေးနှင့် ကုသရန်ဝယ်ရေးဝန်ကြီးဌာန၏အမိန့်အမှတ်80မြင်းဆောင်2024ပါတတ်မှတ်ချက်များနှင့်အညီအရေးယူခြင်းသို့မဟုတ်မှတ်ပုံတွေနဲ့မှတ်ပယ်ဖြတ်ခြင်းသို့မဟုတ်နီးလန်းနှစ်ရက်စလုံးဖြင့်အရေးယူခြင်းကိုဆောင်ရနိုင်တာကြောင့်တရှိလိုက်နာဆောင်ရရန်နှင့်တရှိလိုသည်များရှိပါက www.myao.com mm လကောင် စားသုံးသူရေးရာဦးစီးဌာနရဲ့တိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ရုံးများတွင်၎င်းမြန်မာနိုင်ငံစစ်ဘာအသင်းချုပ်တွင်၎င်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းစီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါသည်။